ပြီးခဲ့တဲ့အေဗီလာဟဲလိုစတုံးအမျိုးသားဥယျာဉ်တွေကနော်ရခိုင်စာဘေးစင်စီကိုသိပ္ပံပညာရှင်တို့ရောက်လာခဲ့ပါတယ်။တို့တို့ဟာဒီနေ့အတွင်းပထမဆုံးအချိန်ဒီနေရာကိုစစ်ဆေးဖို့ပါ။ဒါပေမဲ့တို့တို့မြင်လိုက်ရတဲ့အရာကမျောလင့်ထားတာထဲလုံးဝကိုကွဲပြားခြားနားနေတယ်ဆိုတာပါ။ဒီကြောင့်ပြာမုံတွေဖုံးနေတဲ့မြေပြင်စာအဲ့ဒီနေရာမှာပေ30လောက်နဲ့တဲ့အေးရမပေါက်ကြီးတစ်ခုပေါ်နေလို့ပဲဖြစ်ပါတယ်။အဲ့ဒီအပေါက်ကြီးထဲမှာမိဖို့ပြာရင်အောင်ရည်တွေနဲ့ပြည့်ရှံနေပါတယ်။ အဲဒီလိုမြင်လိုက်ရတဲ့အချင်းလူသားရဲ့နှလုံးသားထဲမှာမေးခွန်းတစ်ခုတည်းပြေးဝင်သွားခဲ့ပါတယ်။ဒါဟာဟယ်လိုစတုံးစူပါမီးတောင်နိုးထားမဲ့နမိတ်လား။တကယ်တမ်းကျအဲဒီလိုဖြစ်ခဲ့ရင်ဒါဟာလူသားတွေကြုံတွေ့ဘူးသမျှအင်အားအကြီးဆုံးမီးတောင်ပေါက်ကွဲမှုတွေကတစ်ခုဖြစ်လာနိုင်ပါတယ်။အမေရိကန်ဘူမိဗေဒဆိုင်ရာတိုင်းဒါရေးအဖွဲ့ USGS ရဲ့အဆိုအရဟယ်လိုစတုံးပေါက်ကွဲမယ်ဆိုရင် သူ့ရဲ့နောက်ဆက်တဲ့တက်ရောက်မှုတွေဟာကမ္ဘာတစ်ခုလုံးကိုထိခိုက်စေနိုင်ပါတယ်။ဝမ်ယိုမင်မွန်တာနာ ဟိုက်တာဟိုဘီနယ်တွေဟာပီယန်ကလပ်စတဲ့ရေစီကြောင်းလို့ခေါ်တဲ့အပူချိန်ဒီဂရီတထောင်နီးပါးရှိတဲ့ဓာတ်ငွေကြောက်တုံးမီးထောင်ပြိုင်နဲ့ဖွဲ့စည်းထားတဲ့တင်မင်းတမန်ရေစီကြောင်းကြီးတွေရဲ့ရိုက်ခတ်မှုကိုဓာတ်ရိုက်ခံရပါမယ်ဒီရေစီကြောင်းဟာမိုင်ပေါင်းများစွာကိုမီးနှစ်ပိုင်းအတွင်းဖြတ်တမ်းပြီးကြီးတုံချတုံဖြစ်စေနိုင်ပါတယ်အနီးနားမဟုတ်တဲ့ဒေသတွေမှာတော့မီးထောင်ပြောင်မှုတွေဟာမိုးတယ်လေးရွာသလိုကျလာစေနိုင်လို့ပဲဖြစ်ပါတယ်အသက်ရှူမိလာရင်အစိုးရထဲမှာဖိလန့်မီလို့မာသွားစေနိုင်ပြီး အိမ်ယာတရားတွေလည်းအလေးချိန်မရတော့ပါဘူး။လေယာဆိုင်ခင်းတွေလည်းအားလုံးပျက်စီးသွားစီနိုင်ပါတယ်။ဒါပေမဲ့ဒီထူးဆန်းတဲ့အကြောင်းအရာကြီးကဒီမှာရက်တန်သွားခဲ့ပါတယ်။သိမှပညာရှင်တွေစူးစမ်းကြည့်တဲ့အခါဒီအေယာမအပေါကြီးဟာရုပ်ရည်ပေါ်လာတာမဟုတ်ဘူးဆိုတာသိရလို့ပဲဖြစ်ပါတယ်။ဂျိုးလူထပ်ပုံတွေကိုပြန်ကြည့်တဲ့အခါ2024ဒီဇင်ဘာမြေပြင်ကပုံမှန်အတိုင်းပါပဲ။2025ဇန်နဝါရီ6ရက်မြေပြင်မှာချိုင်းဝယ်လေးစပေါ်လာပါတယ်။2025ဖေဖော်ဝါရီ23ရက်ရေရွေးနေပြည်နယ်နေအပေါကြီးဖြစ်ပေါ်လာပါပြီ။ ဆိုလိုတာကဒီဟာအเจ้าဆရာကောင်းတဲ့တတိပေးချက်မဟုတ်ပါဘူးဟဲလိုစတုံးရဲ့ပုံမှန်သဘောဝကြောင့်မြေအောင်ရေဘူးတွေတန်းငွေတွေလှုပ်ရှားမှုကြောင့်မြေပြင်ကွဲထွက်တဲ့သဘောဝဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ဟဲလိုစတုံးရဲ့စွမ်းအားကတော့မယုံနိုင်စရာပါပဲသူ့ရဲ့ပေါက်ကွဲမှုညွန်ကိန်း VEI ဟာအဆင့်ရှိအမြင့်ဆုံးအဆင့်ပါသူ့ရဲ့မိတော်ကြောက်ကြီးထဲမှာ၆တဲ့ကြာရောင်နေတဲ့ကြောက်အပူကြီးမဂမာပမာဏဟာဂရင်းကင်ကန်းကို၁၇ချိန်လောက်ပြည့်အောင်ထည့်ထားလိုပဲဖြစ်ပါတယ်ဟဲလိုစတုံးမြေပြင်ဟာတနည်းကိုတလမ်းမကနေ နှလက်မအထီမြင့်တက်နေပြီးဒီဟာရဲ့အောက်ကမကမာတွေဖောင်းကြွာလာလို့ပဲဖြစ်ပါတယ်။ဒါဆိုဟဲလိုစလုံးတကယ်ပဲပေါက်ကွဲဖို့ရှိလား။ဒေဗန်ပညာရှင်တွေရဲ့အဖြေကတော့လုံးဝမဖြစ်နိုင်ဘူးလို့ဆိုထားပါတယ်။ဘာကြောင့်လဲ2015မတ်လမှာငလင်354ချိန်လောက်လှုပ်ခတ်ပေးမယ်။အကြီးဆုံးပမာဏက3ထက်မှခွင့်ပဲရှိလို့ပါ။ဒါဟာပုံမှန်ပါပဲ။ခိုင်းစာတွေပန်းထွက်တာမြေပြင်အနှဲငယ်မြင့်တက်တာအပူချိန်ပြောင်းလဲတာတွေဟာဟဲလိုစလုံးရဲ့ပုံမှန်အသက်သွေးကြောပါ။သူ့မှာ မကမာကန်ကြီးလေးခုရှိပြီးတချို့ကန်တွေဟာအေးခံပြီးမာကျောသွားနေပါပြီ။ဆိုလိုတာကပေါက်ခွဲဖို့ဆိုတာအလွန်ရှားပါးတဲ့ဖြစ်ရတဲ့ခုပါ။ဒါဆိုတခြားမီးကြောင်တွေရဲ့အခြေအနေကဘယ်လိုရှိလဲ။စီတီခရန်ကူမီးတောင်ဒီမီးကြောင်ကြီးဟာပေ16000ကျော်မြင့်ပြီးနှစ်တန်ပေါင်း2သိန်းခွဲလောက်ရင်းသက်နေခဲ့ပါတယ်။ဒါပေမဲ့1990နှစ်လွန်ကစားပြီးမြေပြင်ဟာတနည်းကိုတလက်မနှုံးနဲ့ဖောင်းကျွာလာပါတယ်။ကာဗွန်အောက်ဆိုက်တန်းငွေတွေထွက်လာပြီးငလင်လေးတွေမကြာခဏလှုပ်ခတ်နေပါတယ်။ လူတွေကစီဒီကရန်ကူနိုးလာပြီလားလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလှုပ်ရှားမှုတွေဟာမကမာကြောင့်မဟုတ်ပါဘူး။မိတောင်ကဒန်းငွေနဲ့ရေဘူးတွေရွေရှားမှုကြောင့်သာဖြစ်ပါတယ်။ပောက်ကွဲမှုအန်ဒီယံမရှိသေးပါဘူး။အီတလီနိုင်ငံနေပလစ်မြို့ရဲ့အနီးမှာရှိတဲ့မိတောင်ကျောင်းကြီးပါ။ကျောင်း24ခုရှိပြီးနောက်ဆုံးပောက်ကွဲတုန်းက1538ခုနှစ်ပါ။2025မတ်လမှာပမာဏ4.4ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ဒါမှမကမာရဲ့လှုပ်ရှားမှုနမိတ်တွေမတွေ့ရသေးတာကြောင့် ခုချိန်ထိချက်ချင်းပေါက်ကွဲမဲ့အန်ရယ်မရှိသေးပါဘူး။ဒီစုဘီးရဲ့မိတောင်ရှေယံဘရွန်ဗန်မျိုးကိုမြေမြုပ်ခဲ့တဲ့မိတောင်ပါ။လူဦးရေ၃သန်းကျော်ရဲ့နေအိမ်နဲ့နှီးကပ်စွာရှိနေပါတယ်။နောက်ဆုံးပေါက်ကွဲတုန်းက1944ခုနှစ်ကပါ။သူဟာကဘာပေါ်မှာအန်ရယ်အရှိဆုံးမိတောင်တွေတဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါမှမဟုတ်ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်လာဖို့ဆိုတာနောက်ထပ်နှစ်ပေါင်း၃00လောက်ကြာနိုင်ပါသေးတယ်။ဆေယံလင်တောင်ဟာ1980ခုနှစ်ကပေါက်ကွဲမှုမှာလူ58ဦးသေဆုံးခဲ့ပါတယ်။ ။တမိုင်းမှာအကြီးမားဆုံးမြေပြိုမှုကြီးဖြစ်ခဲ့ပြီးမီးလောင်ပြားတွေဟာ16ကီလိုမီတာအထိမြင့်တက်သွားခဲ့ပါတယ်။ဒီမီးလောင်ဟာနောက်ထပ်ပေါက်ကွဲနိုင်ရည်ရှိနေသေးပါ။ဒါပေမဲ့1980လောက်ကကြီးမားတဲ့ပေါက်ကွဲမှုမျိုးတော့ထပ်မဖြစ်နိုင်တော့ပါဘူး။ပိုပိုကာဒီပက်တယ်မီးလောင်လူဦးရေ22တန်းရှိတဲ့မဂစီကိုမျိုးနဲ့မိုင်40ပဲဝေးပါတယ်။သူဟာမကြာခဏငွေရီဖွဲ့မှုတွေပြာမှုတွေမှုတ်ထုတ်တတ်ပါတယ်။2024ဖေဖော်ဝါရီလကပုံမတက်ကြွလာခဲ့ပြီမြဲ။ ဒါဟာသူ့ရဲ့ပုံမှန်လှုပ်ရှားမှုစက်ဝင်တဲမှာပါပဲကြီးမားတဲ့ပေါက်ကွဲမှုကြီးမဖြစ်နိုင်သေးပါဘူးဒေဝါကြီးရဲ့နှလုံးသားဟာအမြဲတမ်းခုန်နေသေးပါသူမှာစွမ်းအားတွေအပြည့်ရှိပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့ဟယ်လိုစတုံးကလည်းတည်ငြိမ်နေပါတယ်ဂျူတူရှင်ကူလည်းအိပ်ပျော်နေတုန်းပါပဲကပီဖလီဂရီလည်းစောင့်ကြည့်ုံပဲဗီဇူဘူးရဲ့လည်းငြိမ်သက်နေတုန်းပါပဲဒါကြောင့်ကျွန်တော်မိတ်ဆွေရဲ့စိတ်ကိုအေးချမ်းစွာထားထားလို့ရပါတယ်ဒေဗန်ပညာရှင်တွေဟာဒီမီးကြောင်တွေကိုမီးနေတဲ့အမြအောင်ကြည့်နေကြပါတယ် သူတို့ရဲ့အသက်ရှူတန်တိုင်းကိုနားထောင်နေကြပါတယ်။ဒီကဘာကြီးကကျွန်တော်တို့အိမ်ပါ။သူ့ရဲ့စံအားတွေကိုကြောက်ရွံ့ဖို့မလိုပါဘူး။စိတ်ဝင်စားကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။